မင်္ဂလာပါခင်ဗျာ Zero to Hero Poster ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့လူတိုင်းကြိုက်ဖို့မလို့ဆိုတဲ့ဇာတ်ထည်ကအနည်းဆုံးရန်သူဆိုတဲ့ဇာတ်ပိုက်လေးကိုဖျက်ပြပေးတော့မှာဖြစ်ပါတယ်ဒီတော့စလိုက်အောင်အနည်းဆုံးရန်သူမဖြစ်နိုင်လို့သာတိတိကျကျနေကြတာပါအမှန်ကလူတိုင်းချမ်းသာလူကြတယ်လူတိုင်းအောင်မြင်လူကြတယ်လူတိုင်းကြည်ကြေခမ်းနားကြော်ကြားလူကြတာအခြေပါပဲဒါပေမဲ့ဒီအနေထားတွေကိုကပ္ပလူဦးရေနဲ့တာအချိုးချကြည့်လူအနည်းစုပဲရရှိပိုင်ဆိုင်နေကြောင်းတိတိတတ်တာတွေ့ရပါလိမ့်မယ် ဒါဟာဘာကြောင့်လဲဒီလိုအောင်မြင်ဖို့ဒီလိုချမ်းသာဖို့ဒီလိုကြော်ကြားဖို့ဒီလိုထူးချွန်ဖို့အတွက်သူတို့ကဘာကြောင့်လုပ်နိုင်ပြီးကြံနေသူတွေကဘာကြောင့်မလုပ်နိုင်ရတာလဲသိကြပါရဲ့အဖြေကတော့အမြင်မျိုးရှိနေမှာပဲတချို့ကလည်းချမ်းသာခြင်းကြရတယ်စူးစားဖို့လို့ပြောလိုက်ငွေအရင်းနေမရှိလို့တို့ဒီတိတ်ရောက်မှတော့ဘာကစားလို့ရမလဲတို့စီးပွားရေးလုပ်ဖို့ကထင်သလောက်မလွယ်ပါဘူးလို့ပြန်ပြောကြပါရဲ့ တချို့ကြပြန်တော့ပညာရဲ့တခုခုတင်ကျင်တယ်တင်ရမှာကြတော့လေပြင်းတယ်အဲ့ဒီတော့စင်ကျင်ပေးကြပြန်တယ်ပညာကတင်ကျင်တယ်အသက်ရလာတော့မညံတွေကလိုက်မီတော့စာဝတ်နေရေးကိုလုံးပဲ့ရင်းနဲ့ကိုလုံးချင်တာတွေလုံးဖို့အချိန်မရှိတော့ပါဘူးလို့စတဲ့ဖြစ်ပေါ့ပြောချင်တာကလူတိုင်းမှာသူတို့အနေနဲ့သူတို့ဟန်နေတော့အကြောင်းပြစရာတွေအပုံကြီးဖြစ်နေကြတာပါပဲထားပါနောက်ဆုံးတော့ကိုပြခဲ့တဲ့ဒီအကြောင်းအရာတွေကပဲကိုဟာရောက်သိတဲ့အနေအထားတစ်ခုကိုအခုအသက်အရွယ်အထိမရောက်သေးတာပေါ့ အဲ့ဒီထင်မှမှကျွန်တော်တို့ကိုကိုလိုချင်တဲ့အနေအထားတစ်ခုထိမရောက်အောင်ဟန်တားနေတဲ့ကိစ္စတစ်ခုကရှိနေပြန်တယ်။အဲ့ဒါကိုကျွန်တော်ကအနည်းဆုံးရန်သူလို့သတ်မှတ်လိုက်တယ်။ဒါဆိုအနည်းဆုံးရန်သူကဘာလို့ဖြစ်မလဲ။တခြားသူမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ကိုကိုကိုအထင်သေးမှုပါပဲ။ဒီလူပြောတော့တချို့ကထင်ကောင်းထင်နိုင်ပါလေ။ဒါဆိုအထင်မသေးပဲအထင်ကြီးရမှလားပေါ့။ဆိုလိုရင်းကဒီလိုမဟုတ်ပါဘူး။အထင်မသေးတာဟာအထင်ကြီးတာနဲ့ဓာတ်ရိုက်မတိုက်ဆိုင်ပါဘူး။ဒီသဘောကိုကြိုသိထားဖို့လိုပါလေ။တကယ်ပါအခုထိကျွန်တော်တို့လိုချင်တဲ့ဘဝအနေအထားတစ်ခုမရတာဟာကျွန်တော်တို့ရဲ့ကိုကိုကိုအထင်သေးမှုကနေစပါလေ။ သူကမတိတာပဲမိတိမ်မြုံနေရဲ့အနီးဆုံးရန်သူပါ။ သူ့ကို short တက်လို့မရပါဘူးဆိုကြပါစို့ကျွန်တော်တို့အနေနဲ့တခုခုလှုပ်ဆောင်ဖို့အကျင့်ပေါ်လာတိုင်းငါအနေနဲ့လုံနိုင်ဘောမလားဆိုရဲအတွေးတွေဝင်ဘူးပါတလားဒါမှမဟုတ်ငါလုံမဲ့အရာအတွက်မဖြစ်နိုင်ခြေတွေကိုအရင်စဉ်းစားမိပြီးကြိုတင်လက်လျှော့ဖို့ကြုံမှုပါတလားတေချာလာကတော့ကိုရဲ့လုံနိုင်စွမ်းကို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 ကန့်တက်ပိတ်မိလိုက်တာဟာကိုကိုကိုအထင်သေးလိုက်တာပဲနောက်ပြီးဒီလိုကိုကိုကိုအထင်သေးမိချင်းကတိတ်ကိုနူးညံ့လို့ပြီးတခါတလေဆိုရင်ကိုကိုကိုတော့တတိမထားမိတဲ့အထိပါပဲဆိုတော့ဘဝမှာတခုခုကိုလှုပ်ပြခြင်းတူတွေအတွက် က်မိမိကိုယ်ကိုအထင်မသေးဘူးလို့ပြောပါတယ်။ဒါဟာကိုယ့်ကိုယ်ကိုအထင်ကြီးခိုင်းတာမဟုတ်ပါဘူး။ယုံကြည်မှုထားခိုင်းတာပါ။ ဒီလိုခံယူချက်တွေကလူတယောက်ကိုတွန်းအားအများကြီးပေးပါတယ်။ဒါကြောင့်မတိလိုက်လို့ပဲဖြစ်ဖြစ်တီလျက်နဲ့ပဲဖြစ်ဖြစ်မိမိကိုယ်ကိုအထင်မသေးလိုက်ပါနဲ့။လူတိုင်းကသူနည်းသူဟန်နဲ့ထူးခြားနေကြတာအကြည့်ပါပဲ။တယောက်လုံးနိုင်တာကိုနောက်တယောက်ကလုံးပြဖို့မဖြစ်နိုင်ပေမဲ့ကို့မှာလည်းသူမတူတဲ့လုံးနိုင်စွမ်းနေရှိတယ်ဆိုတာကိုတော့သိထားဖို့လိုပါတယ်။ဒီစာပိုက်လေးကိုနားထောင်ပြီးသွားပြီဆိုရင်တော့တင့်တွက်အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြရတဲ့အတွက်လေးကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။